မင်္ဂလာပါပရိသတ်ကြီးဒီနေ့ဗီဒီယိုမှာကွန်ပျူတာလောကရဲ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုဖြစ်တဲ့ hacking အကြောင်းကိုပြောပြပေးမှာပါ hacking ဆိုတာဘာလဲဘလို့လူတွေကဒီလိုလုပ်ကြတာလဲဘလို့အနေရရှိလဲဘလို့ကာဝယ်မလဲဆိုတာကိုအတူတူစူးစမ်းကြည့်မယ်အစင်သိမ့်ဖြစ်ပြီလားစလိုက်ကြဆို hacking ဆိုတာဘာလဲ ဟက်ကင်းဆိုတာကွန်ပျူတာတွေဒါမှမဟုတ်နည်းပညာစနစ်တွေတဲကအားနည်းချက်တွေကိုရှာပြီးကွန်ပျူချက်မရှိဘဲဝင်ရောက်ထိန်းချုပ်တာကိုပြောတာပါဒါကတခါတလေစူးစမ်းလေ့လာခြင်းနဲ့ဝါသနာတစ်ခုအနေနဲ့စခဲ့ပေမဲ့တခါတလေကျတော့စိုးရွားတဲ့ရည်ရွယ်ချက်နဲ့လုပ်ကြတာမျိုးလည်းရှိပါတယ်ဒီလိုလုပ်တဲ့သူတွေကိုဟက်ကာလို့ခေါ်ပါတယ်ဟက်ကာတွေမှာအမျိုးအစားမျိုးစုံရှိပါတယ်ကောင်းတဲ့သူတွေဆိုးတဲ့သူတွေနှမျိုးကြားမှာရှိတဲ့သူတွေဆိုပြီးခွဲလို့ရပါတယ်ဝိုင်းဟက်ဟက်ကာဒီလူတွေကကောင်းတဲ့သူတွေပါစနစ်တွေရဲ့အားနည်းချက် ပိုရှာပြီးပြင်ဆင်ပေးတာမျိုးလုပ်ကြပါရဲကုမ္ပဏီတွေကသူတို့ကိုငှားပြီးလုံခြုံရေးတိုးမြှင့်ဖို့တုံးပါရဲ Black Hat Hacker ဒီလူတွေကတော့စိုးတဲ့သူတွေပါ data တွေကိုခိုးတာစနစ်တွေကိုဖျက်ဆီးတာ virus တွေထင်တာမျိုးလုပ်ကြပါရဲ Grey Hat Hacker ဒီလူတွေကနှမျိုးကြားမှာရှိတဲ့သူတွေပါတခါတလေတရားမဝင်လုပ်ပေမဲ့စိုးရတဲ့ရွေချက်မရှိတာမျိုးပါဥပမာ Anonymous ဆိုတဲ့အုပ်စုကအစိုးရတွေကုမ္ပဏီတွေကိုတိုက်ခိုက်ပြီး internet လွတ်လပ်ခွင့်ကိုကာကွယ်တဲ့သူရဲကောင်းတွေလို့သူတို့ကိုသူတို့ပြောပေမဲ့တရားမဝင်တာတွေလည်းလုပ်တာမို့ငင်းပွားစရာဖြစ်နေပါတယ်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like နဲ့ပေးပါသိချင်တာရှိရင် comment ထားခဲ့ပါ subscribe လည်းလုပ်ထားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာတွေ့ကြမယ်နော်